တက်ကြီးဆရာဝန်တွေကိုပူဇော်ကြော့ဖို့အတွက်စိတ်နှစ်တန်းစဉ်အလှရှင်ဆိုတဲ့ဒေဂီတာအကပရိသတ်ရန်ပုံငွေဖျော်ဖြေပွဲကိုမြန်မာနိုင်ငံဆရာဝန်အသင်းရဲ့အမျိုးသမီးဆရာဝန်များအသင်းအစီအစဉ်နဲ့ဂျွန်း73ရက်နေ့အမျိုးသားဇယုံမှာကျင်းပတော်မှာပါလေးချိန်မြောက်ဖြစ်ကျင်းပမယ်ဒီရန်ပုံငွေဖျော်ဖြေပွဲဘာတွေထူးခြားမှာလဲမြန်မာနိုင်ငံဆရာဝန်အသင်းရဲ့ 33ချိန်မြောက်တကြီးပူဇော်ပွဲဖြစ်သလို၄ချိန်မြောက်ဖျော်ဖြေပွဲမှာဂီတဖျော်ဖြေမှုနဲ့အတူအလဖန်တီးရှင်တွေရဲ့အကနဲ့အလတွေနဲ့တင်ဆက်သွားမှာဖြစ်ပြီးအရင်နှစ်ကနဲ့မတူအောင်ထူးထူးခြားခြားလုပ်ထားတယ်လို့ဒေါက်တာခင်မအေးကဆိုပါတယ်ဒါက၄ချိန်မြောက်ပေါ့နော်၄ချိန်မြောက်မှာ ဆိုဂီတအဆိုပိုင်းကရှေ့ပိုင်းကနေဆိုမယ်ပြီးလို့ရှိရင်အလှဖန်တီးရှင်များရဲ့အလှနဲ့အကပေါ့နော်အဲ့ဒါတွေကနောက်ပိုင်းမှာလာမယ်ပေါ့ဒါလည်းကိုမထပ်ဘူးခဏကပုံစံနဲ့ဒီနေ့အကပုံစံနေနဲ့ကတစ်ခုစီပေါ့နော်အရင်ပုံစံမျိုးမဟုတ်ခင်းနဲ့ထူးထူးခြားခြားလေးတွေတော့စီစဉ်ထားပါတယ်ဟိုးလုံးကတော့ခင်းနဲ့ဒီသာဆရာကြီးတွေကတော့ဒါတော့တူးကို3000လောက်ပဲကြောတာပေါ့နော်အခုကတော့ပို့ပြီးတော့လေဟိုအတုံးကြီးတွေလည်းများလာကြတယ်ဆေးဘွားကတွေလည်းဆရာကြီးတွေဆိုတော့တကြီးလာတော့လို လာတာပေါ့နော်အဲ့တော့ဆရာကြီးတူကိုတသိန်းပေါ့တသိန်းစီနဲ့ကတော့ပါတယ်အဲ့တော့ကြောင့်မလို့ဒီဆရာကြီးကလည်း350ကျော် ရှိတယ်ဆိုတော့ဒီဂီတပွဲလေးကိုလုပ်ပြီးတော့ဖန်ရှာတာပေါ့နော်တကြီးပူဇော်ပွဲလှုပ်ဆောက်ကဆရာဝန်ကြီးတူအူကို3000လောက်ပဲကြော့နိုင်တာကနေအခုတော့တကြီးဆရာဝန်350ကျော်အတွက်တူအူကိုတသိန်းစီကြော့လာနိုင်ပြီးဖြိုးပြပွဲလက်မှတ်တွေကိုတော့9000ကနေ3000အထိတက်မှတ်ထားတယ်လို့ ဂျွန်လေးရဲ့မြန်မာနိုင်ငံဆရာဝန်အသင်းခန့်မှန်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။တနှစ်ထက်တနှစ်ပိုတိုးလာတဲ့တကြီးဆရာဝန်တွေရဲ့တာဝန်ကိုမျိုးဆက်သစ်ဆရာဝန်တွေပခုံးပြောင်းတာဝန်ယူဖို့လိုအပ်ပြီးလူငယ်တွေတက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြရင်အခုလိုပွဲတွေအဆက်မပြတ်ကျင်းပနိုင်မှာပါလို့ဆိုပါတယ်။ဂျွန်၃ရက်နေ့အမျိုးသားစစ်ရုံမှာကျင်းပမဲ့စေးနှစ်တန်းစဉ်အလှရှင်ဆိုတဲ့ဖြောပြပွဲမှာ ရှိကောင်မေခလာ မေဆွီဟေမာနေဝင်မောင်သိန်းဝင်စီတူလွင်အလုံးဝဖိုးတော့ကြတော့တဲ့အတူအလှဖန်ဒီရှင်တွေပါဒေသယုတ်ဖော်ကတွေနဲ့ဖြောပြကြမှာပါတကြီးပူဇော်ဝဲမှာကရော့ခံမဲ့ဆရာဝန်ကြီးတွေဟာကဏ္ဍအသီးသီးမှာတောင်းဝန်ကြေအောင်ဆောင်ရွက်ခဲ့ကြသူတွေမို့အခုလိုရံပုံငွေပွဲမျိုးကိုအားပေးရင်ကုသိုလ်လည်းရမယ်လို့ဆိုသူကပေါမောက်ခစောဝင်မှာ ဒီပွဲလေးကကျွန်တော်ရဲ့တဲ့ရွယ်ကြီးရွတ်သွားပြီးတဲ့ဆွေတဲ့ဆရာဝန်ကြီးတွေပေါ့နော်85နှစ်ထက်ဆရာဝန်ကြီးတွေဒီဆရာဝန်ကြီးတွေကအဲပြည်သူလူထုထဲမှာအစိုးရဝန်ထမ်းဟုတ်ဖြစ်တော်လကောင်းအစိုးရဝန်ထမ်းမဟုတ်ဘဲနဲ့ဒီဒီလူထုထဲမှာလှုပ်လှုပ်နေတဲ့ General Practitioner ဖြစ်တဲ့နော်အထွေထွေယောဂကူဆရာဝန်တွေများဖြစ်တဲ့ကောင်းကန္နာတိတိယဆောင်ရွက်ခဲ့တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်အခုပွဲလေးပေါ့နော်လာရောက်အားပေးခြင်းကလည်းဒါကရမုံဝင်အမှုအမှုဒါနတစ်ခုပြုလုပ်တာဖြစ်ပါတယ် အဲကြောင့်မလို့ပြည်သူလူထုအနေနဲ့လည်းလာရောက်ပြီးအားပေးပါလို့ဆရာမြေတားရက်ခံလို့ပါ